မင်္ဂလာပါရှင်။သက်စလီဗီဒီယိုရဲ့အော်တိုဘာလ17ရက်နေ့ည9:00နာရီတိနောက်ဆုံးရနှုတ်ပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ရွှေကိုဘိတ်သားလေးရှင်ရှိတဲ့ရွှေရင်းညီကိုဝိစင်ရတာမှာပိမန်းနယ်လိုတစ်ချက်မကြီးတဲ့တိနှုတ်ပညာတော်ကိုတံမိုးထားလို့ကြီးကျူးခံနေရတဲ့အိနာကျော်စင်ရဲ့သတင်း။ကိုရီးယားမင်းသားရိန်းနဲ့တူတဲ့ပြင်ဆွဲစားနေလက်သေးဖြစ်ပါဆက်သမင်လောကမှာရေပန်းစားလာရတဲ့မင်းသားအောင်စဘူရဲ့သတင်း။ခင်လိုက်နဲ့မတူဘဲနဲ့နာငားတဲ့သူမရှိလို့အမှုပညာလုံးမလုပ်တော့တဲ့အကြောင်းပြောလာတဲ့ဒိန်းတောင်ရဲ့တဲ့ ရခိုင်ပြည်နယ်လူဝါချိုချစ်သူတချင်းကမပီးတာပါဆိုပြီးပြန်လည်ဖြည့်ရှင်းလာတဲ့ချိုးစင်မာလင်းဆန်ရဲ့တရင်ပါဝင်ဇနီးချိုးလေးကိုထားပြီးနောက်မီးလင်းလို့အခုလိုကွန်ရှင်ခဲ့ရတဲ့ဇမင်းသားတင်မောင်ဆန်မွင့်ရဲ့တရင်တွေကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်စနီကျော်လေးကိုထားပြီးတော့နောင်မီလင်းလို့ခုလိုကွာရှင်ရတဲ့ဆံမင်းသားတင်မောင်ဆံမင်းဝင်းမင်းလာပါပြည်သက်ကြီးတို့ ဆိုရှယ်မီယာကိုအသုံးပြုနေကြတဲ့ပရိသတ်တို့တွေဒီနေ့မှာတော့အရုပညာလောကကိုတုံ့လောက်သွားစေခဲ့တဲ့သတင်းတစ်ခုကိုတင်ဆက်ပေးကြပါရစေ။အခုချိန်မှာအင်တာနက်ပေါ်မှာရောအနုပညာသံဝိုင်းတင်မှာပါအဝဲကွဲပွဲဆိုပြီးတော့လူပြောများဆုံးဖြစ်နေတဲ့သတင်းကတော့မြန်မာစက်သပင်လောကရဲ့ထိတ်တဲမင်းသားတလဲဖြစ်တဲ့ဆမ်မင်းသားကြီးတင်မောင်ဆမ်မင်းဝင်းရဲ့မိသားစုရေးရာအရှုပ်ရှင်းသတင်းပဲဖြစ်ပါရစေ။ပရိသတ်တရားလုံးတည်ကြတဲ့အတိုင်းဆမ်မင်းသားတင်မောင်ဆမ်မင်းဝင်းဟာအောင်မြင်ကြကြတဲ့အနုပညာရှင်ဖြစ်တယ်လို့ လူတိုင်းအားကြရတဲ့အတရားပြောရှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပြည်ပရိသတ်တရားအမြင့်နဲ့သတ်မှတ်ထားကြတာပါသူရဲ့လူမှုကွန်ရက်ဆာမင်နာရီမှာဆိုရင်လေချစ်စနီးနဲ့တူသဲကျော်သားလေးနဲ့တူချီနူးစရာကောင်းတဲ့မိသားစုပုံရင်လေးတွေကိုမကြကနဆိုသလိုတွေ့မြင်ရတာကြောင့်သူရဲ့ဘဝလေးကိုအားကြနေခဲ့ကြတဲ့ပရိသတ်တရားဒူးနေတည်ပါပဲဒါပေမဲ့ခုကမှတော့အလိုအားကြစရာကောင်းခဲ့တဲ့မိသားစုဘဝလေးဟာအကွဲချောင်းနေတက်ပြီးတော့ဇနီးတွေဖြစ်သူဟာကွာရှင်းပြစေဖို့တရားဝင်တောင်းဆိုလိုက်ပြီးဆိုတဲ့တဲ့င်းနေဟာ ုံတိုင်းတစ်ခုလိုဝင်ရောက်တိုက်ခိုက်သွားခဲ့ပါသည်ဒီလိုလာပါရင်မိသားစုလေးတခုပြေကွက်ရတဲ့နောက်ွယ်ကအကြောင်းရင်းကဘာလဲဆိုတာကိုအလုံးဝစိတ်ဝင်တစားစောင့်ကြည့်နေချိန်မှာပဲနောင်မီလေးချင်းဆိုတဲ့ပြဿနာကြောင်းဆိုတာကိုသိလိုက်ရပါသည်ဟုတ်ပါရင်ဇမင်းသားတင်မောင်ဆမ်မဲဝင်းဟာသူ့ရဲ့ဇနီးနဲ့တားအပေါ်မှာသစ္စာမရှိဘဲနဲ့ချားမျိုးသမီးတယောက်နဲ့ပေါက်ပြန်နေတယ်ဆိုတဲ့သတင်းတွေဟာတော်မီလိုပြန့်နှံ့လာခဲ့ပါသည်ပို့ပြီးတော့အာသည့်စရာကောင်းတာကအမျိုးသမီးဟာချားသူတရားမဟုတ်ပဲဇသပင်လောကရဲကနမဲကြီးမင်းသမီးတူဖြစ်တယ်လို့အတင်းသည့်တွေကဆိုကြပြန်ပါသည် အချို့သောယုံကြည်စိတ်ကြရတဲ့တရင်ရှိမြတ်တွေရဲ့ဆိုရဇမင်းသားတင်မောင်ဆံမင်းဝင်ရင်အဆိုပါနမေကြီးမင်းသမီးတို့ကတိတ်တိတ်ပုံချုပ်ချိုးသွင်းနေတာအချိန်တကူကြာမြင့်နေပြီဖြစ်ပြီးဒီကိစ္စကိုဇနီးတွေဖြစ်သူကရိမ့်မိသိရှိသွားတဲ့အခါမှာတော့တိမခံနိုင်တော့ပဲဟိုတယ်တစ်ခုရှိမှကြီးကြေးပြဿနာတက်ခဲ့လို့တောင်မှသိရပါရင်ဘယ်ဇနီးမယားကမှမိမိခင်မုံရဲ့သစ္စာပေါချင်းကိုခံနိုင်မှာမဟုတ်ပါဘူးဒီကိစ္စမှာလည်းဇနီးတွေဖြစ်သူကလုံးဝကုန်မခံနိုင်ရင်မကျော်ရဲဆုံး과신ပြည့်စိတ်ဖို့ဒီစိုးပြလိုက်တာဖြစ်တယ်လို့ Facebook ပေါ်မှာသတင်းတွေမျိုးထွက်ပေါ်နေပါတယ်။ဒီသတင်းတွေထွက်ပေါ်လာတဲ့နောက်မှာတော့ပရိသတ်တွေကြားမှာသဘောထားမြင်နေရနှစ်ပိုင်းကွဲသွားပါတယ်။အကျိုးကတော့ယောက်ျားဆိုတာအမနဲ့မကင်းနိုင်ပါဘူး။အထူးသဖြင့်လူပညာရှင်ဆိုတော့ပတ်ဝန်းကျင်မှာကြုံတွေ့ရပြီးစာနာမှုတွေများပါတယ်။ဘာမှတည်နာမလဲတဲ့သားလေးရဲ့မျက်နှာကိုထောက်ထားပြီးပြန်လဲသိမြင်စေချင်နေဆိုပြီးတော့တင်မဆမ်းမင်းဝင်ဘက်ကရက်တီပြောဆိုနေကြပါတယ်။အချို့ကြတော့လေဘလို့ကြောင့်ပြချက်တဲ့မှာတစ္ဆာပေါတာကိုလက်ခံပေးလို့မရဘူး။တက္ကသစ္စာပေါတဲ့သူဟာနောက်တလေပေါက်နိုင်ခြေရှိတယ်။ ဇနီးတဲ့တယောက်ရဲ့နာကျင်မှုပေါ်နားလေပေးတဲ့နဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်နေဆိုပြီးတော့ဇနီးတဲ့ဘက်ကနေပြပြတသားရက်တိပေးနေကြတာကိုတွေ့ရပါတယ်။အင်းအောင်ရေးဆိုတာအပြင်ကကြီးတော့တာအယောင်ဆုံးခြေထားတွေပကြီးကားတစ်ချက်အတွင်ကြတော့မှပြဿနာတွေရှုပ်ထွေးနေတဲ့တည်းဆိုတဲ့စကားပုံလိုပါပဲ။အားလုံးအားကြရတဲ့သူတို့ရဲ့အင်းအောင်ရေးဟာအခုလိုဆုံးသက်သွားမလားဒါမှမဟုတ်သာသမီမျက်နာဆိုတဲ့မမြင်ရတဲ့ကြိုးလေးနဲ့အင်းအောင်ရေးကိုပြန်လဲဆက်သွားအောင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားအောင်ပါပဲဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ဒီကိစ္စမှာအဓိကနဲ့နာသူကတော့ ဒီဘနှစ်ပါးကြာကပြဿနာတွေကိုဘာမှမသိနာနိုင်သေးတဲ့ကလေးလေးတွေပဲဖြစ်တယ်ဆိုတာကိုတော့ဘယ်သူမှညင်နိုင်မှာမဟုတ်ပါဘူး။ကဲဒီသေးနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်းသိကြပါရစေ။ဆံမင်းသားတင်မဆံမင်းဝင်းရဲ့ဒီနောင်မီလေးနဲ့ကိစ္စပေါ်ဘယ်လိုမျိုးသုံးသပ်မိကြလဲ။သူတို့အမားတကူနေနဲ့ခွန့်လွတ်ပေးပြီးတော့မိသားစုကိုပြန်လဲတိစောက်ခွင့်ပေးတယ်လို့မြင်ကြလား။ဒါမှမဟုတ်သစ္စာတရားကိုတန်ဝန်းမထားတဲ့အတွက်ဇနီးတဲ့ရေဆုံးပြတ်ချက်ကပဲမှန်ကန်တယ်လို့ထင်မြင်ပါသလား။မိမိတို့ရဲ့အမြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်။ ခင်လိုင်းနဲ့မတူဘဲနဲ့နှောင်းကားတဲ့သူမရှိလို့ဒုပညာလုံးမလုံးရတဲ့အကြောင်းကိုပြောလာတဲ့ဒိန်းထောင်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ကျမရဲ့ page link ကနေပြန်လည်ကောင်းချုပ်ဆောင်လိုက်ရပါတယ်ဒီနေ့မှာတော့ကျမတို့ online ရင်ထဲမှာနေရာတစ်ခုယူထားတဲ့ဝိုင်းရင်ဒုပညာရှင်တရားကြီးဖြစ်တဲ့စိတ်မကောင်းစရာရင်ဖွင့်တန်တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရှင်တဲ့ချင်းကမြန်မာတနိုင်ငံလုံးရဲ့သူရင်ဟာသားရင်းနဲ့ဥတအောင်ရင်မောစေခဲ့တဲ့လူရှင်တော်ကြီးဒိန်းထောင်တရားခုချိန်မှာလူပညာလုပ်တည်တဲ့ဝေးကွာနေရတဲ့အကြောင်းကိုအထူးသဖြင့် သူရဲ့နုပညာညီကိုရေဖြစ်တဲ့ခင်လိုင်နဲ့ကန်ကြမာဘလောက်တောင်ကွာချားတော်တော်လေးဆိုတဲ့အကြောင်းလေးကိုလူတွေကသနာကြတာပါဒိန်းအောင်ဆိုတဲ့နာမည်ကြားလိုက်တာနဲ့သူနဲ့အတွဲဖက်ညီလုံးနဲ့ခင်လိုင်ကိုတက်ပြီးတော့မြင်အောင်ပြီးကြပါတယ်ဒိန်းအောင်နဲ့ခင်လိုင်ဒီရှင်ညီနောင်တွေဟာတချိန်ကဇက်သမင်လောကမှာရုပ်ရှင်ဗီဒီယိုလောကမှာပါ လွမ်းမောကြီးဆိုခဲ့တဲ့အတွက်တွေပါသူတို့နှစ်ယောက်ပါတဲ့ဇပွဲတွေအလူပွဲတွေဆိုရင်ပွဲကြခဲ့ရတာကြီးပါပဲသူတို့နှစ်ယောက်ရဲ့ဟာသားတွေကအသက်ရွယ်မီရင်းကြားမမီအားလုံးကဝလုံးကွဲအောင်ရင်မောစေခဲ့ပြီးပရိသတ်တွေအားပေးဖို့ကိုအခိုင်အမာရှိခဲ့ကြတာပါသူတို့ပြန်တော့ဒိန်းတော်ရဲ့ဟာတာတွေသူရဲ့တယုံဆောင်ချက်တွေကမပြုံးမဲမနေနိုင်အောင်တခါတလေမှဆိုရင်မျက်ရည်တွေထွက်ကြတဲ့အထိကိုရဲခဲ့ရတဲ့ဟာပရိသတ်တွေတော့ဘယ်တော့မှမနေနိုင်မှာမဟုတ်တဲ့အမှတ်တရတွေပါပဲ ဒါပေမဲ့လည်းအရာရာတိုင်းဟာအမြဲတမ်းတသမတ်တည်းရှိမနေပါဘူး။အချိန်တွေပြောင်းလဲလာတာနဲ့များတစ်ချိန်ကတူတူအောင်မြင်ခဲ့တဲ့ဒိန်းဆောင်တဲ့ခင်လိုင်းတို့ရဲ့အမှုပညာခင်းလန်းတွေဟာတော်တော်လေးကိုကွာခြားသွားခဲ့ပါပြီ။ကျမတို့ရဲ့အဓိကပြောချင်တဲ့ချက်ကတော့ဒီနေရာမှာပါပဲ။ခင်လိုင်းကတော့ခုထင်ရင်အမှုပညာလောကမှာအောင်မြင်မှုတွေဇာတ်တိုင်ရရှိနေတော့မှာပဲ။ဟာတာတရုပ်ဆောင်တယောက်နေရာနဲ့ဒါရိုက်တာတယောက်ဖြစ်ပါကိုပြောင်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေကိုကိုရိုင်းဦးဆောင်ရိုက်ကုန်းနေတယ်လို့သူ့ရဲ့ဇာတ်ပင်ဖျော်ဖြေပွဲတွေအလူပွဲတွေကလည်းမနာရမှာပဲ။တနည်းအားဖြင့်ပြောရမယ်ဆိုရင် ခင်လိုင်ဟာအမှုပညာလုပ်တဲ့လက်မလဲအောင်တဝဲတဝဲကမ်းလှမ်းခံရတဲ့အမှုပညာရှင်တယောက်ဖြစ်တဲ့ယက်တီနေဆဲပါပဲ။တခြားတစ်ဖက်မှာတော့ကျမတို့ရဲ့လူရှင်တော်ကြီးဒိန်းတော်ကတော့အမှုပညာလုပ်တဲ့နဲ့လုံးဝကိုအဆက်ပြတ်နေတဲ့အခြေအနေဖြစ်နေပါတယ်။သူကိုယ်တိုင်ကဝမ်းနဲ့စွာနဲ့ပြောပြလာတာကတော့သူ့အခုဆိုရင်ဘယ်ဇက်ပွဲကမှလာမငားကြတော့သူရဲမျက်နှာနဲ့ရုပ်ရှင်လောကကနေပါခေါ်ယူသုံးဆွဲခြင်းမရှိတော့ဘူးဆိုတဲ့ချက်ပါပဲ။ ီထက်ပိုပြီးတော့ရင်နာစရာကောင်းတာကတော့နုပညာလောကရဲ့တချို့သောဒါရိုက်တာတွေထုတ်လုပ်သူတွေရဲ့သဘောထားတွေပါပဲ။တချို့ကဒိန်းတောင်ကိုအလုပ်လက်တွဲခေါ်ချင်ကြပေမယ့်တချို့သောထုတ်လုပ်သူတွေကဒိန်းတောင်ကိုခေါ်လိုက်လို့တရုတ်ရှင်ကောင်ကိုလွတ်မချင်ရင်မင်းတို့တောင်ယုံလားဆိုပြီးတော့မြင်းမြန်းတဲ့အထီကိုဖြစ်နေတယ်လို့သိရပါတယ်။တကယ်တော့ဦးဒိန်းတောင်မှာသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိတဲ့အတွက်စာဝန်တွေအတွက်ပူပန်စရာမရှိပဲဟန်မပြတ်နေနိုင်ပါတယ်။ဒါပေမဲ့သူကအနုပညာသမားဆစ်ဆစ်တယောက်ပါ ဝေကြီးပြည်စုံနေတဲ့တိုင်အောင်သူချစ်တဲ့သူမြတ်နိုးတဲ့လူမညာလုပ်တွေကိုလုံရင်ကင်နေတဲ့ဘဝကိုအသေးပဲရှိဖြတ်တန်းနေတယ်လို့ဖွင့်ဟပြောခဲ့ပါတယ်။ကင်မရာရှင်းမှာတေးဥဆောင်ရတော့ဆင်းမြင့်ပေါ်မှာပရိသတ်တွေကိုဟာတရနေဖြောပြရတာဟာသူ့ရဲ့ဘဝဟာသူ့ရဲ့အသက်သွေးကြောင့်ပါပဲ။အခုလိုမျိုးလူမညာလုပ်တွေနဲ့ဝေးကွာနေရတာသူ့အတွက်တော့အကြီးမားဆုံးသောဆုံးရှုံးမှုတစ်ခုပါလို့ခံစားနေရပါလေအသေးချာပါပဲ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တို့ကရောလူရှင်တော်ကြီးဒိန်းတော်ရဲ့လက်ရှိအခြေအနေပေါ်ဘယ်လိုမြင်ကြပါလဲ။သူ့ကိုတနာမင်းကြသလား။သူရဲ့ဟာတာတွေကိုပြန်ပြီးတော့ကြည့်ခြင်းရေမောခြင်းကြသလား ဥရင်းအောင်တင်အောင်ဒုပညာလောကတွေမှာပြန်လည်နေရတနည်းအားရဖို့အတွက်ပရိသတ်တွေရဲ့အားပေးမှုကလည်းအရေးကြီးတာမို့လို့အားလုံးရဲ့အမြင်လေးကိုကောမန့်မှာပြောပြသွားကြပါအောင်ရှင်။ရခိုင်ပြည်နယ်လို့ဝါကျိုးချစ်သူတချင်းကမပီတာတာပါဆိုပြီးတော့ပြန်လည်ဖြည့်ရှင်းလာတဲ့ချိုးစင်မလေးဆိုင်အားလုံးမင်္ဂလာပါ။ဒစလီဝီနီနူပေးရနေပြန်လည်ကကြိုဆိုလိုက်ပါရင် 2025ခုနှစ်မှာပေါ်ထွက်လာတဲ့စူရော်ရီတွေမှာအနီချိုစင်မာလေးဆန်လည်းအရင်အောင်မြင်နေပါတယ်။ကိုပိုင်သချင်းမရှိသေးဘဲနဲ့နမဲကြီးသူတွေရဲ့သချင်းတွေကိုပဲပြန်လည်တည်ဆုံနေတဲ့ချိုစင်မာလေးဆန်ကသတင်းကြုံမှာလည်းသချင်းတစ်ပုဒ်ကိုထုတ်လိုက်ပါသေးတယ်။ဝါချိုချစ်သူဆိုတဲ့သချင်းကိုချိုစင်မာလေးဆန်နဲ့တူတွင်တစ်ကလည်းတည်ဆုံထားပါတယ်။သတင်းကြုံမီထုတ်ထားတဲ့သချင်းလေးဖြစ်ပေမဲ့လည်းကျင်းနဲ့ချက်ကို အပီသားတာကြောင့်မလို့အပြောခံခဲ့ရပါတယ်။ ဝါကျွက်ကိုဝါကျွက်ဆိုပြီးတော့ဒီဆိုခဲ့လို့ဆိုရှယ်မီဒီယာမှာလည်းကျွက်လို့ခေါ်ကြသလိုအပြင်မှာလည်းကျွက်ဆိုပြီးတော့ခေါ်ကြပါရည်အချို့ကလည်းလေကျွက်ချစ်သူဆိုပြီးတော့စားနောက်နေကြပါရည်ဒီတဲ့ချင်းကိုခြားဆိုတော်ကြီးတွေဒီဆိုတော့ကတော့အရင်အောင်မြင်ခဲ့ပေမဲ့တင်းတင်းနဲ့ချိုးစင်မလေးစံတို့ဒီဆိုချိန်မှာတော့လေကျွက်အထိပါဖြစ်သွားပါရည်အတန်မပီးရင်လည်းတခြင်းမဆိုဖို့အတွက်ပြောတဲ့သူတွေလည်းရှိလာတဲ့ချိန်မှာချိုးစင်မလေးစံကတော့ပြန်လည်ရှင်းပြလာခဲ့ပါရည်သူတို့နှစ်ယောက်လုံးကရခိုင်နေဖြစ်တာကြောင့် အချို့စကားလုံးတွေမှာအတန်ထွက်ကမတူညီတာပါလို့ဆိုပါရင်သူတို့အတွက်တော့ဝါကျွတ်လဲဝါကျွတ်ပြစ်ပြီးတော့ဒီအတန်ကိုပြောင်းလဲလို့လည်းမရပါဘူးရခိုင်တွေဖြစ်နေလို့ဝါကျွတ်ချစ်သူကိုနားလဲပေးဖို့အတွက်လဲချိုးစင်မာလင်းဆန်ကပြောထားပါရင်အောင်မြင်နေတဲ့စပေါ်တွေမှာရခိုင်တွေလည်းပါဝင်နေပေမဲ့ချိုးစင်မာလင်းဆန်ကတော့သူ့ကိုနားလဲကုလပေးစီချင်နေတာပါသူ့ကိုပြိသက်တရားနောက်ကြတာကိုတော့နားလဲပေးမယ်လဲရင်းနှီးတဲ့သူတွေကနောက်ွယ်မှာတင်းပြောတာကိုလဲချိုးစင်မာလင်းဆန်ကခံစားနေရပါရင် သူ့ဘရင်းကြတဲ့သူတွေကိုလည်းတချင်းကိုဖျက်ဆီးဖို့အတွက်ရန်တွေ့ထားပြီးတော့လူပညာကိုတန်မိုးထားကြဖို့ပြောထားပါတယ်။အန်ဒီချိုစင်မာလင်းစံကရန်အောင်မြင်လာပြီးတဲ့နောက်မှာပွဲတော်ရက်တွေရှိတိုင်းတချင်းတွေကိုထုံနေပါတယ်။တကြံမာလင်းတချင်းတွေထုတ်ထားသလိုသတင်းချုပ်အမီတချင်းလည်းဆိုထားပြီးတော့အလိုတချင်းတွေလည်းအလိုမပေးပြန်ပါဘူး။ချိုစင်မာလင်းစံကတိုက်ရွယ်တကူကိုရောက်မှသာအဆိုတော်ဖြစ်လာခဲ့ပြီးသူတချင်းတွေမှာကိုယ်တိုင်တည်ဆိုသလိုကိုယ်တိုင်လည်းတရုပ်ဆောင်ပါတယ်။ အစားကတော့ပြည်သက်တရားချူစင်မာလင်းဆန်ဆိုတာတကယ်မရှိပဲ AI နဲ့တည်ဆိုတာလို့တောင်မှထင်ခဲ့ကြတာပါ။လက်ညှိုးတစ်ချောင်းနဲ့နေတရုတ်ဆောင်ခဲ့တဲ့ချူစင်မာလင်းဆန်ကိုတခြင်းနေထွက်လာတဲ့နောက်မှာချူစင်မာလင်းဆန်ကိုတမဆူပါနဲ့ဆိုပြီးအားလုံးကဝိုင်းတာကြပါရင်သူရွေးချယ်ထားတဲ့တခြင်းတွေကလည်းတခြင်းကောင်းတွေပဲဖြစ်နေပြီးတခြင်းတွေကိုရောင်းပေးလိုက်တဲ့တရေးဆရာတွေကိုလည်းအံ့ဩနေကြပါရင်သူချင်းဆိုလိုက်ရင်သူ့အတံမဲနားထဲမှာဆွဲသွားတာကတော့ထူးခြားတဲ့ပါရမီတစ်မျိုးဖြစ်နေပါရင်အဲဒါကြောင့်မလို့တခြင်းကောင်းတွေကိုနှမျောစရာကောင်းပြီး မဆိုတဲ့ရင်မဆိုဘူးပြောကြတာပါဒီလိုတားမြစ်သူတွေကဂီတအကြောင်းကိုနားမလည်တာကြောင့်ဖြစ်တယ်လို့ချိုးစင်မလေးဆန်ကလက်ခံတာပါရှင်ရှစ်တန်းချောင်းသူပါတွေကတီးဆိုခဲ့တာဖြစ်ပြီးဂီတမှာပါရမီပါလို့သွားလိုက်ရမှလည်းသူ့ကိုအားပေးကြပါရှင်ဆာလွေဝင်ကြီးတနာမှာအလို့စင်ကလည်းသူ့ကိုအားပေးခဲ့ကြပြီးဝင်းနေလို့သက်ကနေနားသွားချိန်မှလည်းသူ့ကိုအားပေးနေကြပါရှင်ဒီနေရာမှာပဲသချင်းဆိုပါစေသူ့ကိုအားပေးကြသူတွေကရှိနေလို့နောက်တဲ့သချင်းတွေလည်းထပ်မံထုတ်သွားအောင်ပါပါအခုဆိုရင်တော့ချိုးစင်မလေးဆန်က ဌာနဆိုင်ရာပွဲတွေမှာလည်းပြင်နိုင်ဆိုတော့ဖြစ်နေပါတယ်။ဒါကြောင့်နောက်ထပ်ပွဲတော်ကာလတွေမှာလည်းချိုးလင်းစင်မာလင်းဆိုင်ရဲ့သတင်းတွေကိုထပ်မံနားဆင်အောင်မှာဖြစ်ပြီးဝေထားတဲ့သတင်းတွေလည်းကြံနေပါသေးတယ်။ချိုးစင်မာလင်းဆိုင်ကသတင်းဆိုတဲ့နေရာမှာဒီကရမဲပါရမီပါနေရလား။ comment မှာပြောခဲ့ပေးပါအောင်ရှင်။ ောင်ပြုလိုက်လို့အနုပညာဆန်းတွေအခုလိုကြာဆင်းခဲ့ရတဲ့ရွှေမုံရက်ဒီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့မြန်မာနုပညာလောကမှာရှန်ရှန်တောင်းအောင်မြင်ခဲ့ပေမဲ့အချစ်ကိုဦးစားပေးပြီးတော့အင်တောင်ပြုလိုက်တဲ့နောက်မှာအနုပညာဆန်းတွေမေးမိန်ကြာဆင်းသွားခဲ့ရတယ်ထိတ်တဲမင်းသမီးတယောက်အကြောင်းကိုပြပြပြီးတော့မှာပါ။ဒီမှာကတော့အားလုံးရဲ့ချစ်တော်ရွှေမုံရည်တီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာမင်းသမီးဝင်းမွှေရွှေကဘသူနဲ့မှရှင်လို့မရအောင်အောင်မြင်မှုရဲ့အထွတ်ထိပ်မှာရပ်တည်နေခဲ့ပါတယ်။သူ့ရဲ့အနုပညာကြီး၊သူမရဲ့ကြောညာဝင်းဝင်း၊သူမရဲ့ပရိသတ်အားပေးမှုကစံချိန်တင်အနေထားမှာရှိနေပါတယ်။အဲဒီအချိန်မှာဝင်းမွှေရွှေရဲ့အောင်မြင်မှုကိုအမိလိုက်နိုင်ပြီးတော့သူ့ရဲ့နေရာကိုရှင်ပြိုင်နေတဲ့တဦးတည်းသောမင်းသမီးပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ရွှေမုံရည်ပါပဲ။ရွှေမုံရည်ရဲ့အနုပညာလန်းခေကြီးကတကယ်ကိုကြွေယုံလေးတယုတ်လိုပါပဲ။အသက်၁၄နှစ်ဆိုတဲ့အငယ်ရွယ်ရွယ်လေးနဲ့၂၀၁၂ခုနှစ်မှာပဲအဲ့ဒီခေတ်ရဲ့ထိတ်တန့်စု ပါမင်းသားကြီးတွေဖြစ်တဲ့လူမင်းနဲ့တခင်ရဲ့ကြီးကျုံနေတိုးနဲ့အတူအတ္တအစိတ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့တင်တတိုင်းပြည်လုံးကိုအုံကျွတ်ပေါက်သွားခဲ့တဲ့သူပါသူရဲ့နုနယ်တဲ့အလှသူရဲ့တယောက်ဆောင်အကြီးအသေးတွေကြောင့်ပရိသတ်တွေကသူ့ကိုချက်ချင်းမဲ့အသိမှတ်ပြုခဲ့ကြတာဖြစ်ပါတယ် အဲဒီနောက်မှာတော့သူ့ရဲ့အောင်မြင်မှုတွေကရပ်တန့်မသွားခဲ့ပါဘူး။ဇာတိုင်းဆိုသလိုပဲဆိုင်းဆိုင်ခတ်လိုက်နဲ့ချိုးမြိန်သောလက်စားခြေချင်းအောင်ရဲလင်းတဲ့အတူဝိညာဉ်ကကျိုးရုပ်ရှင်ဇက်ကားနှစ်ကားကလည်းရှေ့စဉ်နောက်စဉ်ယုံတင်ပြီးတော့မြမရုပ်ရှင်ယုံဝင်ဝေးစံချိန်တွေကိုချိုးခဲ့ဘူးသူဖြစ်ပါတယ်။မြင့်မြတ်ထွန်းထွန်းထွန်းနဲ့ရိုက်ကူးထားတဲ့မော်ကျောက်စာရုပ်ရှင်ဇာတ်ကားကြီးကလည်းအကယ်ဒမီဇာတ်ကားတင်ဆိုင်ရင်အထိပါဝင်ခဲ့တာပါ ဒါပေမဲ့ကန်တရားကမျက်နှာတာမပေးခဲ့လို့သာသူမကလွဲချော်ခဲ့ပြီးတော့အနုပညာအရေးသွေးကတော့အလုံးကအတိမတ်ပြုခဲ့ရတာဖြစ်ပါတယ်။သူမရဲ့အနုပညာအရှိန်အဝါအမြင့်ဆုံးဖြစ်ပြီးပရိသတ်အားပေးမှုအခိုင်အမာဆုံးအချိန်မှာပဲသူ့ဘဝရဲ့အရေးကြီးဆုံးအလှည့်ပြောင်းတစ်ခုကိုရောက်ရှိခဲ့ရပါ။အဲ့ဒါကတော့ဧည့်သည်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးရင်းနဲ့စုံတွေးခဲ့တဲ့အစိုးရရွှေထူးနဲ့မြေတားမြခဲ့တာပါပဲ။ကန်ဂျမာကစမ်းကြယ်တယ်လို့ပဲဆိုရမှာပါ။သူတို့နှစ်ဦးကရည်စားတက်တန်းတလားဆိုတဲ့အချိန်တို့လေးအတွင်းမှာပဲလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါ ါတယ်ဒီဆုံးဖြတ်ချက်ကရွှေမော်ရည်ဒီအတွက်တော့သူ့ရဲ့အနုပညာအနာဂတ်ကိုစတည်ပြီးတော့ချက်ချင်းတရားတွေကိုရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ဖြစ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်နောက်မှာရွှေမော်ရည်ဒီရဲ့အောင်မြင်မှုအရှိန်အဝါတွေကတဖြည်းဖြည်းနဲ့မေးမိန်ကြဆင်းလာခဲ့တာကိုအားလုံးပဲမျက်ဝါးထင်တယ်မြင်တွေ့ခဲ့ရတာပါ။အိမ်တော်ကြပြီးနောက်မှာတော့သူ့ရဲ့အနုပညာလှူရှာမှုတွေတဖြည်းဖြည်းနှေးပါလာခဲ့ပြီးတော့အရင်လိုထိတ်တန်းမင်းသမီးတယောက်ရဲ့ အရှိန်အဝါမျိုးတွေမတွေ့ရတော့တာကတော့စိတ်မကောင်းစရာပါတကယ်လို့သာရွှေမွန်ရည်တီတာအဲ့ဒီချိန်ကလက်မထက်ဖြစ်ခဲ့ဘူးဆိုရင်သိကြပါရယ်2018ခုနှစ်နောက်ပိုင်းမှာ အနုပညာလောကရဲ့အနုပညာကြီးအမြင့်ဆုံးကျောညာဘယင်မနေရာကိုရွှေမွန်ရည်တီကပဲဆက်လက်ပိုင်ဆိုင်နေဦးမှာသိကြပါရယ်တဖက်မှာတော့သူ့ရဲ့ပြိုင်ဘက်လို့ပြောစမှတ်ပြုခဲ့ကြတဲ့ဝင်းမုံရွှေကြီးကအိမ်ထောင်ပြုခဲ့ပါရယ် ဒါပေမဲ့ဝင်းမုံရွှေကြီးကတော့အင်းအောင်ကြပြီးနောက်မှာတော့သူ့ရဲ့အမှုပညာစွမ်းရည်သူ့ရဲ့ကျဲဝင်းလိုတောက်ပါမှုတွေနဲ့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုစွမ်းတွေလုံးဝကြမသွားခဲ့ပေနဲ့ထိမ့်သိမ်းထားနိုင်ခဲ့တာကိုအားကြစပွဲတွေ့ရပါတယ်။ဘဝပြပြသေးကြတာတခုကတော့ရွှေမုံရည်ဒီဆိုတာမြမရုပ်ရှင်လောကအတွက်တကယ်ကိုအစားထိုးမရတဲ့စူပါမင်းသမီးလောင်းလျာတစ်လက်ဖြစ်ခဲ့တယ်ဆိုတာပါပဲ။သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာအကောင်းဆုံးသုံးသပ်မှုတွေအမျိုးမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့အချစ်အတွက်သူမရဲ့အောင်မြင်မှုတွေကိုစွန့်လွတ်ရဲခဲ့တဲ့သူ့ရဲ့တတ်သိကတော့ချီးကျူးစရာပါ။ သက်ကြီးတို့ရောတချင်းကအောင်မြင်မှုတွေနဲ့ထိတ်ဆုံးမှရောက်ရှိခဲ့တယ်။ရွှေမွန်ရည်တီတယောက်အိမ်တောင်ပြုတ်လာပြီးနောက်ပိုင်းအခုလိုမျိုးစမ်းကြသွားရတယ်လို့ထင်ပါသလား။မှတ်ချက်လေးတွေပေးသွားခဲ့ပါအောင်ရှင်။ရွှေကိုဘိတ်သားလေးရှိတဲ့ရွှေညီကိုဝင်ရတော့ပင်ပန်းနေလို့တစ်ချက်မကြီးတဲ့အထိလူပညာဘောကိုတံမိုးထောင်းလို့ချီကျူးခံနေရတဲ့အင်ဒရာကျော်စင မင်္ဂလာပါရှင်ရွှေသားကိုဗစ်တာနဲ့လောက်ထားရင်ရွှေသားဝတ်စုအလေးကြီးကိုမမောပဲဝေပြသွားတာအားလုံးရဲ့အသေးစွဲထိတ်တန့်မင်းမင်းတယောက်ဖြစ်တဲ့ Academy Indra ကျောင်းစင်မှာအဝေးတယောက်ဒီလိုပဲမှန်းခံကတမိုင်းဒုပညာပေါ်ဘလောက်ထိတက်မိုးထားလဲအလောက်ကိုဘလောက်လေးစားတယ်လဲဆိုတော့ကိုထပ်ပြီးတော့တက်တည်ပြလိုက်တဲ့ဖြစ်ပျက်တစ်ခုကလူမှုကွန်ရက်ပေါ်မှာချင်းကျူးတန်နေနဲ့ပြန့်နှံ့နေပါတယ်ပြီးခဲ့တဲ့ရသတဲ့ဘက်တွင်မှာဂျမားရီရဲ့နိုင်ငံကျော်ပါဝါဆောင်တွဲဖြစ်ကြတဲ့ PTU နဲ့ Indra ကျောင်းစင်တို့ဟာနမကြီးဝင်းဖူရှိဆိုင်အတွက်ကြောင်ညာတစ်ခုကိုအတူတူရိုက်ကိုးခဲ့ကြပါတယ် ဒီကြောင်ညာကိုရိုးရိုးကြောင်ညာမဟုတ်ဘဲနဲ့မြမရင်ချိမှုနဲ့ခန္ဓာထေဝမှုတွေကိုအပြည့်အဝပုံဖော်ထားတဲ့ဖန်တီးမှုတစ်ခုပါပဲမြမရင်းရဲ့ထုံမြတ်ထားရသတင်းစော့ကာလာနဲ့အလူမင်္ဂလာပွဲတော်ကြီးတစ်ခုလို့အခြေခံပြီးခေဆက်ဆက်ကမြမလူတိုင်းကလူတိုင်းကမကြီးတွေရဲ့ပုံစံမျိုးနဲ့ရေတီဦးနဲ့အင်ဒရာဂျောစင်တို့ကိုခန္ဓာထေဝစွာမြင်တွေ့ခဲ့ကြရပါတယ်ဒီကြောင်ညာရဲ့အဓိကအသက်ကတော့အားလုံးအောင်မြင်သက်သွားစေတဲ့ချက်ကတော့သူတို့ဝစ်ဆင်ထားတဲ့ဝစ်ဆုံတွေပါပဲမင်းသားရဲ့ပြည်တီဦးကရွှေသားစစ်စစ်နဲ့ရက်လုံထားတဲ့ရွှေပစိုးကိုဝစ်ဆင်ပြီး မင်းသမီးကြီးအင်ဒရာကျော်စင်ကလည်းရွှေသားစစ်စစ်နဲ့ဖန်တီးထားတဲ့ရွှေလုံးကြီးနဲ့ရွှေအင်ကြီးကိုဝတ်ဆင်ထားတာပါ။ဒါ့အပြင်ကြောင်ရဲမှာအသုံးပြုထားတဲ့ရွှေခရရွှေဖလားရွှေကွက်တွေကဆောင်အလုံးရွှေသားစစ်တွေနဲ့အသုံးပြုထားတာကကြောင်ရဲရဲ့တန်ဖိုးကြီးမားမှုကိုပေါ်လွင်စေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကြောင်ရဲနောက်ကွယ်ကအအောင်ဆရာအကောင်းဆုံးချက်ကတော့မင်းသမီးကြီးအင်ဒရာကျော်စင်ဝတ်ဆင်ခဲ့ရတဲ့အဲ့ဒီရွှေဝတ်ဆောင်ရဲ့အလေးချိန်ပါပဲ။ကြားရတဲ့တဲ့နေရဆိုရင်တော့တမဝစ်ဆင်ခဲ့တဲ့အဲ့ဒီရွှေသားဝစ်ဆောင်ဟာအလေးချိန်ကိုပိတ်တာတိကျရှိတယ်လို့သိရပါရဲ့ရှင်။ပြည်သူကြီးတို့စဉ်းစားကြည့်အောင် ရွှေကိုပိတာဆိုတဲ့လေးချင်ကဘလောက်တောင်လေးလိုက်မလဲဆိုတာကိုကျမတို့ရဲ့ရေတန့်တဘူနှစ်ဘူးလောက်ကိုနိုင်ပိုင်းတော့ကင်ထားရတာမှလက်တွေညောင်းလာတာနော်အခုဟာရွှေကိုပိတာပါအမျိုးသားတယောက်တော့မလဲကိုတဲ့ဒီဝင်းတော့ဝင်ဖို့ကြီးကိုမင်းသမီးအင်ဒရာကျော်စင်ကနိုင်ပေါင်းများစွာကြာမြင့်တဲ့ကြောင်ညာရဲ့ကိုရဲ့တခြားလုံးမှာတစ်ချက်လေးမှမျက်နှာမပြဲမကြီးမညူပဲနဲ့ professional ဆန်ဆန်ဝစ်စင်ပြီးတော့အကောင်းဆုံးတရုပ်ဆောင်ပေးခဲ့တာပါရဲခွင်းခေါကအဖွဲ့သားတို့ရဲ့ပြောပြခြင်းအရဆိုရင် အဲ့ဒီကြံရဲ့ကိုရအချိန်တော်ကြာမြင့်ခဲ့ပြီးတော့မင်းသမီးကြီးအတွက်ရွှေကိုပိတာဝန်ဟာတော်တော်လေးကိုကြီးမားခဲ့တယ်လို့ဆိုရင်ရက်ကွေးပြီးတော့နောက်နေ့မှာဆိုရင်အဲ့ဒီလေးချိန်ကိုနိုင်ပေါင်းများစွာထမ်းဖို့ထားခဲ့ရတဲ့သူမရဲ့တကူလုံးနာချင်းကြိုက်ခဲတဲ့ဝေဒနာကိုပါပြင်းပြထန်ထန်ခံစားခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလောက်ကြီးလေးတဲ့ဝင်ကိုထမ်းထားလို့ပြင်းပန်းနေတဲ့ကြောင့်ကိုရိုင်းလေးနာချင်းရဲ့ကြောင့်တစ်ချက်လေးမှမကြီးမညိုပဲအလုပ်ကိုပြေဝါတာဝန်ချင်းဖြစ်စွာအကောင်းဆုံးလုပ်ဆောင်ပေးခဲ့တဲ့သူမရဲ့စိတ်ဓာတ်ကတော့တကယ်ကိုမှချီးကျူးလေးစားစရာပါပဲ။ ဒီချက်လေးကတက်သေးပြနေကကအင်ဂရန်ဂျော်ဇင်ဆိုတဲ့မင်းသမီးတယောက်ဟာထိတ်တန့်မင်းသမီးဆိုတဲ့ကွန်ပုတ်နဲ့ဘာကြောင့်တလောက်အထစ်ကိုထိုက်တန်နေတယ်လဲဆိုတာပါပဲ။ဒါအဝဲတယောက်ထိတ်တန့်မင်းသမီးဆိုတဲ့နေရာကိုအလကားရထားတာမဟုတ်ဘူးဆိုတာကိုတက်သေးပြလိုက်တာပါပဲ။သူမရဲ့လုပ်ပေါ်ထားတဲ့လေးစားမှုဒါဝင်ယူမှုနဲ့ပြိသက်တွေပေါ်ထားတဲ့စေတနာတွေကြောင့်ဒီနေ့ဒီချိန်ထိကိုအောင်မြင်မှုတရဖို့ကိုစောင့်ထားနိုင်ခဲ့တာဆိုတာကိုလက်တွေ့မြင်တွေ့ရပါတယ်။ပရိသတ်ကြီးတို့ကရောရွှေကိုဖိတ်နာလေးချိန်ရှိတဲ့ဝစ်စုံကြီးကိုတော့မကြီးမကျိုးဝစ်စင်ပြီးအကောင်းဆုံးစူးစမ်းပြခဲ့တဲ့မင်းသမီးချင်းအင်ဒရာဂျော်စင်ရဲ့ professional စိတ်ဓာတ်ပေါ်မှာဘယ်လိုမြင်ကြကုန်လဲဆိုတာပြောပြသွားကြပါအောင်ရှင်။